ညီကောင်မတယောက်ချင်းစီဟာ Summer of Rebel လာမြင်ဖိတ်ရှားနေပြီးတော့ခရစ်တော်ရဲ့မေတ္တာနဲ့လိုင်လဲစွာကျူးစွာဖော်ပြလိုပါတယ်ဒီကနေ့ဟာလတလရဲ့တရက်၁၇ရက်၂၁နေ့မှာထုတ်လွှင့်နေတဲ့မိဘများတမန်တရားစီစဉ်ဖြစ်ပါတယ်ဒီစီစဉ်ကိုဖော်ပြပါတော့ရတဲ့မှာဝန်တက်ဆက်နိုင်ရနေပြီးတော့မိနစ်၃၀လီပါလောက်ထုတ်လွှင့်တဲ့အစီအစဉ်ဖြစ်ပါတယ်ဒီကနေ့မနက်မှာမနက်ခွန်တိုင်းမှာတတလုံးရောစာဖမစာဆောင် ခန်းကြီး200ပိုက်ငါးလေးကျွန်တော်မိုင်း plus morning ဆိုပြီးတော့ဒီ devotion ကိုကျွန်တော်ကျမ်းလာကြည့်လို့ယုံကြည်မျှော်လင့်ပါတယ်ဒီနေ့ဒီမိခွန်းနဲ့ပတ်သက်ပြီးတော့ဒီနေ့မှာဖြည့်ချပေးမှာမိခွန်းနှစ်ခုရှိပါတယ်ပထမမိခွန်းကတော့မာကုခန်းကြီး14အပိုက်ငယ်3ယောဟန်ခန်းကြီး12အပိုက်ငယ်3နောက်ရှေလုကာခရစ်ခန်းကြီး9အပိုက်ငယ်38မှာရှိတဲ့ အရှင်ရှုပေါ်မှာမြို့သူပြည်တွေစီမွေးသုံးလုံးနဲ့ပတ်သက်ပြီးတော့အထူးထူပဲလားကွဲပြားခြားနားနေလားဆိုတဲ့အရာနဲ့ပတ်သက်ပြီးတော့မေးမြန်းထားလိုက်မိကုန်ဖြစ်ပါတယ်။ဒီအရာနဲ့ပတ်သက်ပြီးတော့မြောင်များစွာသောသူတွေကဒီဖြစ်ပျက်ကိုတခုတည်းလို့သတ်မှတ်လို့ရှိပါတယ်။ဒါပေမဲ့ကျွန်တော်အနေနဲ့ကတော့ဒီဖြစ်ပျက်သုံးခုပါ different setting different places ဒီမတူဘူးပေါ့နော်။အဲ့ဒါနဲ့ပတ်သက်တော့ဖော်ပြလို့ဖြစ်ပါတယ်။ ကပြမမကုခန်းကြီးစလီသူမိတော့ပိုက်ငယ်သုံးပေါ့နော်တကယ်တော့ဖတ်တင်တာအပိုက်ငယ်တိကနေကိုမကုခန်းကြီးစလီအပိုက်ငယ်တိကနေကိုပြောပြောမသိ26တိကနေပြောအပိုက်ငယ်73ဒီဖြစ်ကတော့အတူတူပဲဖြစ်ပါတယ်ခုနမိကုနဲ့မှမိတာတော့မကုတကူရပဲမိတာပါဒါဒီအဖြစ်ပဲမှာပတ်ခါဘွဲခံဖို့အတွက်နေ့ရက်အလိုလိုပြောပါတယ်ဟော time setting နဲ့ပတ်သက်ပြီးတော့အရှင်ရှုဖျားကားတဲ့ပေါ်မှာ ျွန်တော်တို့ရဲ့ပတ်သက်တာတိုးတငယ်ဆိုတဲ့အတိုင်းကားရဲ့ပုံအသက်ဆုံးဖို့အတွက်နောက်ထပ်နှဲ့လူသူတွေချင်းဖြစ်ပါတယ်။နေရာတော့ပါဆိုရင်ပေတနီရွာမှာရှိတဲ့လူလူရှိမုံရဲ့အိမ်လို့ပြောပါတယ်။ဟောဒီမှာဆိုင်မွန်တလက်ဖို့ရှိမုံလူလူလို့ပြောပေမဲ့အရှင်ရွှေမှုတော်များအဖြစ်ဒီနူနာတန်ရှင်းချင်းရောက်သွားလိမ့်မယ်။ရောက်ပြီးသားဖြစ်လိမ့်မယ်ဆိုတာကိုကျွန်တော်ယုံကြည်မျှော်လင့်ကြောင်းဖော်ပြလိုပါတယ်။ဒါကြောင့်ဒီ လူလူရှိပုံလို့ထည့်ရစင်အဲ့အချိန်ကာလမှာရှိပုံမရအများကြီးအရှင်ရွှေတပည့်တော်တွေမှာတော့ဟလာရှိပုံပေတရုဆိုတာရှိခဲ့တာနော်အဲ့တော့ကွဲပြားခွာဟောင်းသူ့ရဲ့အရင်အတိတ်ကာလခံစားခဲ့တဲ့ဝင်လာတဲ့ပတ်သက်ပြီးတော့ဖော်ပြတာသူ့ရမှာဖြစ်ပါတယ်နောက်ပြီးအဲ့ဒီမှာမျိုးပြီးတယောက်ကအရှင်ခေါင်းတော်ပေါ်မှာလာရောက်ပြီးတော့စီဝေးသွန်းတယ်လို့ပြောပါတယ်ကျော်ထားကြီးချင်းအပြင်မာကုဆလီအပိုင်ငယ်တိကနေကိုမသက်26အပိုင်ငယ်တိကစုံမှရှိတဲ့ အချိန်နောက်ပြီးတော့နေရာအမျိုးသမီးအရှင်ရွှေခေါင်းတော့ဒီအချက်လေးချက်ကိုမှတ်သားဖို့ဖြစ်ပါတယ်။နောက်ရှောင်းခရင်ခန်းကြီးဆက်နှစ်အပိုက်ရဲ့တိကရှိမှာတော့ဟောတဲမင်းအရှင်ရွှေဘွားစီမွေးလာတွန်းလောင်းတာပဲ။ဒါပေမဲ့ဒီမှာကျန်းစာဘာပြောလို့ဆိုရင်ပတ်ကဝက်ခံဖို့အတွက်6ရက်လိုသေးတယ်။အခုနဖြစ်ဖြစ်ကတော့ဟုတ်လားနှဲအလိုမတော့6ရက်လိုလို့ပြောပါတယ်။အရှင်ရွှေကားထဲမှာတည်ခံဖို့အတွက်နောက်ထပ်6ရက်ကြာမှာအသက်တော်ဆုံးမှာဖြစ်ပါတယ်။ နေရာတော့ဘေသရီရောတော့ဟုတ်တယ်ဒါပေမဲ့လာစုရိအိမ်လို့ဖော်ပြတာတွေ့ရမှာဖြစ်ပါတယ်။သုံးလုံးနဲ့သူကတော့လာစုနဲ့မာသရယ်ညီမလေးဖြစ်သူမာရိယာနဲ့သုံးလုံးတာဖြစ်ပါတယ်။သုံးလုံးနဲ့အနေအားပါဆိုရင်အရှင်ရဲ့ခေါင်းတော်ပေါ်မှာသုံးလုံးနေလို့ကျမ်းစာဖော်ပြပါတယ်။ဟောဒါကြောင့်ဒီအကြာလေးကြည့်ခြင်းအဖြစ်ခုနမာကုမှာဖော်ပြတဲ့ဟာမသဲမှာဖော်ပြတဲ့ဟာနှစ်ရက်အလိုเนาะယောဟန်စနစ်မှာတော့6ရက်လို့ ဟိုမှာတော့ရှီဘွန်အိမ်ဒီမှာတော့လာဇူရီအိမ်ဟိုမှာတော့အမျိုးသမီးတယောက် anonymous နာမည်မပါဘူးဒီမှာတော့မာရီခုနမျိုးသမီးကအရှင်းအာခေါင်းတော်ပေါ်သွန်လောင်းတာဒီမှာမာရီကလည်းအရှင်းခေါင်းတော်ပေါ်မှာသွန်လောင်းတယ်လို့ဖော်ပြပါတယ်နောက်ပြီးလူကာခန်းကြီး9အပိုက်ငယ်36နေပြီးတော့အပိုက်ငယ်50မှာတော့နေရင်ကတော့ farishel တယောက်ဖြစ်တဲ့ရှီဘွန်ရဲ့အိမ်ဟော farishel ရှီဘွန်လို့ကျွန်တော်ခေါ်ရအောင် လာပြီးသုံးလုံးနဲ့သူကပါဆိုရင်သိုးသောမိန်းမလို့ပြောပါတယ်ဆိုလိုတာကတော်တော်လေးအပြစ်များတဲ့သူပေါ့လေဖြစ်နိုင်ကြီးရှိတာပြစ်တစားမတရားတော်မိထမမှီဝဲတဲ့သူအဲ့လိုမျိုးအတိတ်ကိုထွန်းလို့ရမှာဖြစ်ပါတယ်နောက်ပြီးတော့သူအရှင်ခြေတော်ပေါ်မှာငိုကျွေးပြီးတော့မြည့်ကြတယ်အဲ့မြည့်ရည်နဲ့အရှင်ခြေတော်တုတ်တယ်ပြီးတော့စီမွေးကိုအရှင်ခြေတော်မှာလိမ့်ပြီးနန်းနေလို့ပြောပါတယ်ကြတိယာလေးချင်းချင်းအဖြစ်ဒီအဖြစ်ပြက် တည်းဟာအတူတူမဟုတ်ဘူးဆိုတော့သိရမှာဖြစ်ပါတယ်။ဟောကျွန်တော်ဗားနဲ့ပြောခဲ့ရဆိုရင်အချိန်ပြပုံနဲ့ပြောခဲ့တယ်။နေရာပြပုံနဲ့ပြောခဲ့တယ်။အမျိုးသမီးပြုတ်လွတ်တဲ့သူကိုပြောခဲ့တယ်။အရှင်ဘယ်ပေါ်မှာလဲခေါင်းတော်မှာလားခြေတော်ပေါ်မှာအဲ့နဲ့ပတ်သက်ပြီးတော့ဖော်ပြခဲ့ပါတယ်။ဒီလူကခုနှစ်ပိုင်းငယ်36 50မှာတော့ဟောနေရာပြပုံတော့မပါဘူး။ဘယ်နေရာလဲဆိုတာစာစာနေအတိအကျမပြောတာဘူး။ဒါရှင်လူကရဲ့ရှူတောင်းနေကြည်တာဖြစ်ပါတယ်။ ရှင်ရခရခန်းကြီးခုနှစ်အပိုက်ငယ်36 50လို့ကျွန်တော်ပြောပြခဲ့တာအဲ့တော့ဒီမှာတော့စိုးတဲ့မိမတယောက်လို့ဂျာကျန်းစာ ဖော်ပြထားတဲ့အတွက်ကြောင့်ဒါအရင်ခုနဖော်ပြခဲ့တဲ့နှစ်ယောက်နေတော့ကွဲပြားကွာဆိုတော့တွေ့ရမှာဖြစ်ပါတယ်ဒီအဖြစ်ဖြစ်ကအတူတူပဲဆိုပြီးတော့သတ်မှတ်ပြီးတရားဟောတဲ့သူတွေကျွန်တော်ခဏကြားဘူးတယ်မိကုန်းမိမြန်းနဲ့ညီကိုကိုယ်တိုင်ကလည်းတခုတည်းလို့ထင်ပြီးတော့ဟောတာတွေကြားဘူးလို့ပြောပါတယ်ဟောဒါတရားတဲ့အားလုံးက မတူဘူးဆိုတာကိုဒီကနေပြီးတော့ကျန်းစာမှာရက်တည်ပြီးတော့ကျွန်တော်အလင်းပေးလက်ရှင်းလင်းတင်ပြလိုပါတယ်လို့နောက်ဒုတိယမိကုံးတော့ပါတယ်ဆိုလို့ရှိရင်အရှင်ရှုကားရဲမော်ရက်တက်တဲ့အချိန်မှာ မြေပြင်တပြင်လုံးကမှောင်တိကျသွားလို့ပြောပါတယ်ဟောဒါတွေကဘာဟုဟိုဆိုလိုချင်တာလဲဟောဒီကတော့မှောင်တိကျသွားခြင်းဟာအတိတ်ကာလသမိုင်းအခုအရှင်ရှုရဲ့အသက်တမဖြစ်နေပြစ်စုံပန်သမိုင်းပေါ့လာမယ့်အနာကလည်းရှိသေးတယ် အနာဂတ်ကာလမှာဖြစ်မဲ့သမိုင်းပေါ့နော်အဲ့ဒါကြီးချီချင်းဖြင့်ဒီမှောင်မိုက်ကြပြီးလို့ရှိရင်တို့တစုံတစ်ခုတော့ချုံအောင်ကျန်နေလွတ်မြောက်သွားတယ်ဆိုရက်ရည်ရွယ်ချက်နဲ့ဒါတွေကိုဖော်ပြနေတာတွေ့ရမှာဖြစ်ပါတယ်ကဲဆိုရင်အဲ့ဒီမှာကျွန်တော်ကျမ်းစာတော့ဖတ်ပြခြင်း ਨੇ မသက်ခန်းကြီး29အပိုက်ငယ်55မှာသမာကျမ်းစာဘာပြောလဲဆိုလို့ရှိရင်မွန်းတဲ့အချိန်မှာစာ၍သုံးချက်သည့်အချိန်တည်းအောင်မြေတပြင်လုံး၌မှောင်မိုက်အတိ ဖြစ်လိမ့်။မွန်တဲ့ချိန်နှစ်ချက်တီးပေါ့ဆက်နိုင်ရနေပြီးတော့တုတ်ချက်တီးချိန်၃နိုင်တီးတီးကြပြောင်း၃နိုင်တီးတီးပေါ့နော်။ပေါင်မိုက်အတိကြသွားတယ်။အဲ့လိုပဲမာကုအခန်းကြီး15အပိုက်ငယ်33မှာခုနလိုပဲမွန်တဲ့အချိန်မှစ၍တုံးချက်တီးအချိန်တည်းအောင်မြေတပြင်းလုံး၌ပေါင်မိုက်အတိဖြစ်လိမ့်။နှစ်ချက်တီးလို့ခေါ်တဲ့ဆက်နိုင်ရနေပြီးတော့သုံးချက်တီးအချိန်ညနေ3:00အထိမြေတပြင်းလုံးမှာ ပေါ်မိုက်တည်ဖြစ်သွားတယ်။နောက်ဒီဖြစ်ဖြစ်အာ synoptic gospel လို့ခေါ်တဲ့မသဲမာကုလူကာမှာပဲတွေ့ရတဲ့အရာပါ။ရှင်ယောဟန်ခရစ်ကတော့တပါပါအခြားအကြောင်းအရာတွေပြောတဲ့အကြောင်းအဲ့ဒီအကြောင်းကတော့ထည့်သွင်းဖော်ပြတာမတွေ့ရပါဘူး။ဒါပေမဲ့လူကာကတော့ခုနမသဲတို့မာကုလို့ပြောရတဲ့ပိုရဲဟာရှိပါတယ်။လူကာမှာတော့ပမာတွေ့ရမှာဆိုရင်ရှင်လူကာခရစ်ခန်း23အပိုက်ငယ်44အပိုက်ငယ်45မှာတွေ့ရမှာဖြစ်ပါတယ်။ ကျမ်းစာဘာပြောလဲဆိုလို့ရှိရင်လုက23 44 45မှာထိုးချင်းသည်မွန်းတဲ့အချိန်လောက်ဖြစ်၍သုံးချက်သည်အချိန်တိုင်အောင် မြေတပြင်လုံး၌မှောင်မိုက်အတိဖြစ်လေ၏ခုနမသိမှပြောရရာမာကုမှာပြောတဲ့အချိန်ပြောထားပါတယ်မသိမှလုကာပြောရရာပိုရာရှိပါတယ်နေအယောင်ကွယ်ပြောက်လေ၏ဒါတော့သူ့ရဲ့ထူးခြားချက်ဖြစ်ပါတယ် တော့ခရစ်ဝင်သုံးယန်းလုံးမှာတော့ခုနကျွန်တော်ပြောတဲ့မဿဲမာကုလူကာမှာတော့မှောက်မဲ့အတိအကျတော့တွေ့ရတယ်။ဒါပေမဲ့လူကာကပဲဘာပြောစီနေအယောင်၊ကွယ်ပြောက်တယ်ဆိုတာကိုတွေ့မြင်မှာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့လည်းအာကျမ်းစာကအနာဂတ်ကျမ်းစာမှာဘာဖော်ပြတာဆိုရင်အာမုနာဂရိချန်အခန်းကြီး၈အပိုင်ငယ်၉မှာမွန်တဲ့ချိန်မှာနေကိုဝင်စီမယ်။ကြည်လင်တဲ့နေ့မှာမြေကြီးကို မိုက်စီမယ်လို့ပြောပါတယ်ဒါအရှင်ရှုကာရမောရဲ့သတ္တချီမှာပြည့်စုံသွားရတာဖြစ်ပါတယ်အတိုင်းမဲ့ကျွန်တော်ကြားဆိုတော့မပတ်တော့ဘူးယောလာနာခိချံခန်းကြီးနှစ်အပိုက်ငယ်တစ်ကဲအပိုက်ငယ်နှစ်ကဲအပိုက်ငယ်တစ်စုံမှာလဲထုံနီးတူဟောပြတာတွေ့ရမှာဖြစ်ပါတယ်ကြောက်တီးရနေပြီးတော့အဲ့လိုဝန်တက်ချံနေ၃ချက်တီးချင်းဒီ၃နိုင်တီးတီးမောင်မိုက်အတိကျသွားခြင်းရည်ရွယ်ချက်ကအပြစ်မောင်လို့မှရှိတဲ့သူလူသားတွေရအပြစ်တွေကိုအရှင်ရှုခံယူခဲ့ပြီး ခမီးတော်ဘုရားသူ့ကိုမျက်နှာလွှဲခဲ့ပြီးပြီတောလောကမှာဖြစ်ကကျွန်တော်ဓမ္မပညာရှိအများစုယုံတဲ့အတိုင်းကျွန်တော်ကိုယ်တိုင်လည်းယုံနေအဲ့အချိန်မှာတောလောကမှာဖြစ်ကအရှင်ရှုပေါ်ရောက်သွားခဲ့ပြီရှန်ခရစ်ခိုင်းတရားပိုက်ခင်နဲ့ဆက်ကိုမှာဤလောကရဲ့ဖြစ်ကိုဆောင်းသောသောဘုရားခင်တိုးတငယ်လို့ပြောတာအဲ့လိုပဲဟေရှာအနာဂတ်ကျခန်းကြီး53ပိုက်ငယ်6မှာခတ်သိန်းသောငါတို့ပြည်များကိုသူ့အပေါ်၌တင်တယ်ပြောတဲ့ခါမှာတောလောကလုံးရဲ့ပြည်ဟာသူ့အပေါ်မှာရောက်သွားပြီအဲ့အချိန်တိုင်းမှာဖြစ်ပါတယ်ဒီကြောင့်ဒီမှောင်မိုက်၃နိုင်ကြပြီးတဲ့နောက်မှာ ဒီအပြစ်ကချုံနောင်မှုစာရမနဲ့ချုံနောင်မှုဇာတိသူတဲ့ချုံနောင်မှုနေလူသားတွေလွမြောက်ပြီးကယ်တင်ရောက်ပြီးဆိုဆိုလိုချင်တဲ့ကြောင့်ဒီပေါင်မိုက်ကြသွားခြင်းဖြစ်ပါတယ်အတိတ်ကာလသမိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်ဣသေလသူမျိုးတွေအဂရိပညာကြုံခံရတယ်ခြေကြုံခံရတယ်အဲခြေကြုံခံကဒီမှာမောရှိယပြည်နမိလက္ခဏာဆယ်ခုပြုတ်ခဲ့ပါတယ်အဲ့တော့နမိလက္ခဏာဆယ်ခုပြုတ်ခဲ့ပါတခုကပေါင်မိုက်အတိတ်ကြသွားခြင်းပဲဖြစ်ပါတယ်အဲ့ဒါကို ခမြောက်ကျန်းခန်းကြီး30အပိုက်ငယ်27ကနေ23မှာတွေ့ရမှာဖြစ်ပါကျွန်တော်အဲ့လိုဖတ်ပြချင်ပါတယ်တပန်ထာဝရဘုရားကအေဂရုပြည်တခြားလုံး၌မောင်မိုက်တာမညာမဟုတ်စမ်းသပ်၍တွေ့ရသောမောင်မိုက်ဖြစ်စေခြင်းကသင်၏လက်ကိုမိုးကောင်းကင်ကိုဆန့်တော်ဟုမောရှိဟာမိန့်တော်မူသည့်တိုင်မောရှိသည်မိမိလက်ကိုမိုးကောင်းကင်ကိုဆန့်၍အေဂရုပြည်တခြားလုံး၌ထုထပ်သော မောင်မိုက်သည်၃ရက်ပတ်လုံးဖြစ်လေ၏မှာ၃ကနောင်းကိုသတိထားစေခြင်းနဲ့ ခုနရှင်ရှုကားထဲမှာရေတရချီမှာမွန်းတဲ့ချိန်ကဒီတော့မွန်လွယ်၃နာရီတုတ်ချက်ဒီဆိုတော့၃နာရီတိတိမောင်တိကြဒီမှာတော့အဂရိပီတစ်ယောက်လုံးမှာ၃ရက်ပတ်လုံးဖြစ်တယ်ပြောပါတယ်ထိုကားတဲ့တယောက်ကတယောက်မမြင်နိုင်ကြ၃ရက်ပတ်လုံးအဘယ်သူမြမိမိနေရာမှာမထရကြတွေ့ရတွင်ဣတိလအမျိုးသားအပေါင်းတို့သည်မိမိတို့နေရာ၌အလင်းကိုရကြ၏လို့ပြောပါတယ်ယတိအမှုရာချီချံဖြင့်အဂရိပီတစ်ယောက်လုံးမှာ အစ္စရေးလူမျိုးတွေနေတဲ့နေရာကလွဲလို့အဲ့ဂရုပြည်သူပြည်သားတွေနေရာအားလုံးမှာမှောင်မိုက်အပ်သည်ဒီမှောင်မိုက်ကတာမညမှောင်မိုက်မဟုတ်ဆန်းတက်လို့ရတယ်အဲ့ဒီမှာတော့ FLD fault ခံစားလို့ရတယ်ခုကျွန်တော်အဲ့ဒီမှာမှောင်မိုက်မီးတွေပိတ်သွားရင်မီးတွေပြတ်သွားရင်မှောင်မိုက်ဝင်လာတယ်ဒါအဲ့မှောင်မိုက်ကိုဆန်းတက်လို့မရအောင်ဒါဒီမှာတော့မှောင်မိုက်ကဆန်းတက်ရအာဒီမှာတော့ဗာတွေ့ဆင်ခုနကကျွန်တော်ညွှန်ပြခဲ့တဲ့အတိုင်းအရှင်ရှုအခန်းထဲမှာရက်တည့်ခန္ဓာမှာမှောင်မိုက်အတိကျသွားတာ 3နာရီဒီဘောအင်္ဂလိပ်ဓမ္မလုံးမှာ3ရက်တာကာလပတ်လို့ဖြစ်ပါတယ်ဒါအဲ့မောင်မိုက်ပြီးရင်မကြခင်ဘာဖြစ်တော့မလဲခုလာကျွန်တော်ပြောခဲ့ပြီးပါပြီကြုံခံရအင်္ဂလိပ်ကနေမကြမိမိမှာလွမြောက်သွားတော့မယ်ဆိုတာကိုရည်ရွယ်ပြီးတော့ပုံဆောင်ပြီးတော့ဒီမောင်မိုက်ကြာခြင်းပဲဖြစ်ပါတယ်ဆိုတော့လာမယ့်နာဂတ်ကာလမှာရောနော်တလောကလုံးကဲတင်ချင်းရောက်ဖို့အတွက်ဘိဒိန်ကာလမှာဒါရှိပါသေးတယ်။အော်ဘိဒိန်ကာလမှာဖြာရီချန်ခန်းကြီးရှက်အပိုက်ငယ်စစ်နေမှာသုဒ္ဓမြောက်ကောင်းတမန် လှုပ်ဆောင်တဲ့ရန်နဲ့ပတ်သက်တွေ့ရမှာဖြစ်ပါတယ်။သုဒ္ဓကောင်းကင်တမန်တီတဘိုးမှုတ်တော်အခါပထမကောင်းကင်တမန်တဘိုးမှုတ်တွေပါရဖြစ်သွားတယ်။ဟောဒါတော့ကျွန်တော်ပြည်ကျန်းရှစ်မှာဖတ်ရတော့ဒါပေမဲ့ဒါအဓိကပြောချင်မှုတ်တစ်ကြောင်သုဒ္ဓကောင်းကင်တမန်တဘိုးမှုတ်တဲ့ခါနေသုံးစုတစ်ခုစုလာသုံးစုတစ်စုကျဲသုံးစုစုချက်၍နောက်ကျစာပါဆက်ပြောလေ မိုက်လေဤမောင်မိုက်သွားတယ်နေ့သုံးစုတစုတနေ့ကို7နိုင်လို့သတ်မှတ်မစွင်သုံးဖို့ပုံစံ4နိုင်ပေါ့နော်နောက်ပြီးတော့ညသုံးစုစုအလင်းမရှိလို့ပြောပါတယ်ဒီဘက်တော့သုံးဖို့ပုံတပုံလို့ပြောတာပြန်ပြောမစွင်နေ့ရဲ့သုံးဖို့ပုံတပုံလရဲ့သုံးဖို့ပုံတပုံကျဲသုံးဖို့ပုံသုံးစုတစုလို့ပြောတော့ဒါမောင်မိုက်သွားတယ်နေ့ရဲ့သုံးဖို့ပုံ ပြီးတော့ညရဲ့သုံးမတူကိုလည်းမောင်မိုက်အတိဖြစ်ပါတယ်။ဒါဒီမောင်မိုက်တိပြီးတဲ့မှာခုနကကျွန်တော်ပြောတဲ့လွတ်မြောက်ခြင်း deliverance ရှိတော့မှာဖြစ်ပါတယ်။ဒီ deliverance ဆာပါလေ။ဒုတိယခြင်းကြွားလာပြီးတော့လူမျိုးတော်ဖြစ်တဲ့ Israel လူမျိုးတွေဟာစာရမဏေချုပ်နှောင်မှုစာရမဏေရဲ့လုံဆောင်မှုဘေးဒဏ်ကြီးတွေကနေပြီးတော့လွတ်မြောက်ပြီးတော့ကယ်တင်ရောက်မယ်ဆိုတဲ့အကြောင်းအရာကိုရည်ရွယ်ပြီးတော့ဖော်ညွှန်းနေခြင်းဖြစ်ပါတယ်။အဲဒါကြောင့်ဒီလိုချက်တော်ကြီးကိုပုံမှန်ပါတော့ အရှိရှိကားတဲ့ပုံမှာရဲတက်ချင်းခံတဲ့အခါမှာ၃နာရီတိတိမွန်တဲ့ချင်းကနေပြီးတော့၃ချက်တိချင်းတိမောင်မိုက်တိကြသွားတယ်။လူကနေရောင်ခွဲတယ်ဆိုတော့ထူးထူးခြားခြားပြောထားတယ်။ဒါတွေကလည်းခုနအနာဂတ်အနာဂတ်ကျမ်းမှာပါတဲ့စကားတော်တွေတိုင်းပဲအာပြည့်စုံသွားတာဖြစ်ပါတယ်။နောက်အဲ့လိုပဲအဂရီဘီမှာကြုံခံတဲ့အစ္စရေလလူမျိုးလွတ်မြောက်ခံနေမှာဘာဖြစ်လဲ။စံတတ်သူရတဲ့တာမညာမောင်မိုက်မှုဘူး။ စမ်းသပ်လို့ရတယ်ခံစားလို့ရတယ်ကင်တွယ်လို့ရတယ်မောင်မိုက်ကအေဂရပီဂျပန်လို့မှာအေဂရုတိုင်းလူပြည်သားတွေထံမှာသုံးရတာကာလာပတ်လို့ရှိနေတယ်ဟောအဲ့တော့အဲ့ဒီအရာကြီးချင်းအဖြစ်မကြမင်းမှာဒီကျုံခံရအေဂရပီတွေလွတ်ပြောက်တော့မယ်လို့ဖော်ပြနေခြင်းဖြစ်ပါတယ်အဲ့တိုင်းပဲဗျာဒီကျန်ခိုင်းရှစ်မှာလည်းပါပြောပြခြင်းလေနေရဲ့သုံးစုစုလာရဲ့သုံးစုစုကျဲသုံးစု ကျက်သွားတယ်နေကျမောင်မိုက်သွားတယ်နေရဲ့သုံးပုံပုံတစ်ပုံညရဲ့သုံးပုံတစ်ပုံလည်းဘာဖြစ်သွားလဲမောင်မိုက်အတိဖြစ်တယ်လို့ဖော်ပြသွားတယ်ပြောတာဒီမောင်မိုက်ပြီးရင်ဘာရှိလဲမျောနှင်းချက်ရောင်ကြီးရှိတယ်ကဲတင်ချင်းကဲလှုပ်ချင်းကြီးစုလွမြောက်ချင်းဘုရားခင်မဆာချင်းကြီးစုရှိမယ်လို့ဒါကိုရည်ရွယ်ပြီးတော့ခေါ်ညွှန်းနေခြင်းပဲဖြစ်ပါတယ်ကြောက်တိအဖြစ်ဖြစ်တရားဖြစ်ကျတော့ဘုရားတတော်တဲ့သင်္ကန်းစာပါလဲဆိုရင် မောင်မိုက်ကအမြဲတမ်းရှိနေမှာမဟုတ် ရားရှင်နာမပုံကြီးပါစေမောက်မိုက်ပြီးရင်အလင်းရှိုံမယ်ကျွန်တော်ထာဝရကာလမှာဟိုလောဆယ်ရှိတဲ့နေရဲ့လင်းတို့လာရဲ့လင်းတို့ကျွန်တော်မလိုပဲနဲ့သုံးတငယ်ကိုယ်တိုင်ကကျွန်တော်ကဘာကြီးခုလုံးစက်ကြောရိတ်ထုံရဲ့အလင်းဖြစ်တော်မူပါတယ်ထိုရှင်နာမပုံကြီးပါစေအဲ့လင်းနဲ့ပဲကျွန်တော်သွားလာခြင်းလည်းရမယ်ဆိုတော့ကျန်းစာဖော်ပြလာအောင်တွေ့မြင်မှာဖြစ်ပါတယ်ဒီချက်ကောင်းကြီးကိုမှမတော့ဒီနေ့မိဟာနဲ့မိခွန်းနဲ့ပတ်သက်ပြီးတော့ ဟိုအမျိုးသမီးတွေအရှင်ရှုပေါ်မှာစီမွေးသုံးလုံးနဲ့ပတ်သက်လို့အတူတူပဲလား၊ကွဲပြားခြားနားလားကျွန်တော်ဖြေခဲ့ပြီးပြီ။နောက်အရှင်ရှုကားတွေမှာရိုက်သက်ချင်းခံတဲ့ခါမှာမွန်တယ်ဆက်နိုင်ရတော့သုံးချက်တီးချင်းဒီသုံးနိုင်တိတိသုံးနိုင်နီးပါ။ဒါလူကပြောတာအောင်။အဲ့ဒါပါမှောက်မိုက်ပြီးကြီးထွားလုံးမှာကြသွားတယ်။အဲ့ဒါပါဟိုရွေလာလေ။အတိတ်ကလာအောင်အက်ဂရီမန့်ကဘာဖြစ်ခဲ့လဲ။လာမယ့်နာကတ်ကလာမအောင်ဘာဖြစ်မလဲဆိုတာလေးကိုကျွန်တော်ဒီနေ့ ဖွင့်ညွှန်းပြီးတော့အဖြစ်ပေးခဲ့ဖြစ်ပါတယ်။ကျွန်တော်ဖြည့်ပြီးတဲ့အရာတွေကိုအာမိကွန်ရှင်မြောက်ကအာရချင်တတ်လိမ့်မယ်လို့ယုံကြည်မျှော်လင့်ကြောင်းဒီကနေ့ဖော်ပြလိုပါတယ်။နောက်မိကွန်ကိုယ်တိုင်မိတာမဟုတ်ပဲနဲ့ဒီမိကွန်တွေကိုစိတ်ထဲမှာရှိကောင်းရှိလိမ့်မယ်။နော်အဲ့မိကွန်တွေကိုဒီကနေ့ဖြည့်ချပေးခံပါကျန်တဲ့ညီကောင်မွားရောက်တိုင်းတော့လေကောင်းကြည့်မင်္ဂလာဖြစ်လိမ့်မယ်ဆိုတာယုံကြည်မျှော်လင့်ကြောင်းကိုဒီကနေ့တော့ဖော်ညွှန်းချင်ပါတယ်။ရောက်တိုင်းပေါ်မှာဖျားသခင်ဒီကြီးမားတဲ့ကောင်းကြည့်မင်္ဂလာများနဲ့တောင်းလောင်းပြီး ပန်းပြတော်မူပါစေသောအာမင်